ဥပ္ပေရဲ့ဝတ္ထုတော်လေးဖတ်နေရဗျဖတ်တာကတော့ကြာပြီဒါပေမဲ့အဲ့တော့အခုလဲထားပါတော့ဒါတနေ့တနေ့တပုတ်တပုတ်ပေါ့လေနော်ခါရီကြတော့လဲဒါနှစ်ရက်သုံးရက်နေမှတပုတ်လောက်ဖတ်ဖြစ်တာပါအခုတလောစာရမဖတ်ဖြစ်ဘူးဗျာဒါပေမဲ့အခုဖတ်မဲ့လို့နောက်ဒါအအောင်ကဒါအချိန်ရာတုန်းလေးဖတ်ပါအောင်မယ်ပေါ့တပုတ်လောက်ဆိုပြီးတော့နံလက်ချိန်မှာ အရင်ကဖတ်ထားတဲ့ဖတ်လာပြီးသားဝတ္ထုတွေပေါ့လေအဲအကြောင်းသွားပြီးစဉ်းစားမိလို့သဘောကျလို့အဲပြောစရာလေးပြောချင်လာလို့ပေါ့လေအဲဥပ္ပိဝတ္ထုတွေနဲ့ပတ်သက်လို့ကတော့ဘယ်သူတော့ပြောစရာမရှိပါဘူးကောင်းပြီးသားကောင်းကောင်းတယ်မကောင်းဘူးဆိုတာကိုပြောပါလေကောင်းတယ်မကောင်းဘူးကတော့ဘယ်သူပြောစရာမရှိပါဘူးမဟုတ်ကောင်းပြီးသားရဲ့ဆိုတော့ဒီကမှအလုံးအမှတ်တစ်ဘတ်စကိုင်းဆိုရဲဝတ္ထုလို့ပါတယ်ဗျာဆိုတော့အဲ့ဟာကိုအမှတ်ရလို့ပေါ့လေ ဒါပေမဲ့တခြားဒီတဲကဟိုဖက်ပြီးရတဲ့အမှတ်ရတာတွေရောအများကြီးပါပဲအချို့ကကြတော့ဒီရဲ့ဟို woman face ဝတ္ထုတွေဝတ္ထုတွေလည်းဆိုရင်ဒါ periphery တို့ပါတော့တဘောကြကြတယ်ပေါ့နော်အဲတချို့ရလည်းမျက်မှန်ဆိုလည်းလူမသိတယ်လို့မရှိဘူးပေါ့နော်မျက်မှန်ကတော့ကျွန်တော်က periphery ထက်တော့တဘောကြတယ်မျက်မှန်တော့တော်တော်တဘောကြတယ်ပေါ့ဖက်တာလည်းအခေါက်အခါကရှိပြီးပြီးရင်အဲ့ဝတ္ထုတွေကကြတော့ အာကြာလာပြီဒီဒီဒီစာအုပ်မရှိခင်ကတည်းက line ပေါ်မှာကတည်းကဖတ်ဖြစ်တာညာတော့ဥုံဖေးမြန်မာစာပါတော့အဲ့ဒါအဲ့ဒါလေးထွေထူးမပြောတော့ပြီးတော့တခြားရှိတဲ့ဒီထဲမှာအများကြီးပါချို့ပါလေမှတ်မိတပုံလုံးမှတ်မိနေတာလေရောဒါပေမဲ့ဟိုသူများကတစွန်းစပြောလိုက်မှပြန်အမှတ်ရလာစေတဲ့ဝတ္ထုတွေလည်းအများကြီးပါကြိုက်တာအကုန်လုံးကိုကြိုက်တယ်ပြောရရင်တော့ဆယ်ဟိုကြိုက်တယ်ဆိုတာအထက်ညိတာပဲပါနော်ဟိုတချို့ဟာတွေကတော့ကြိုက်သွားပြီမမှတ်မိတော့ပဲနဲ့အသိမကြီးတဲ့ဟာကြတိတ်မမှတ်မိဘူးနော် ဒါပေမဲ့အဲ့လိုဆယ်ပုတ်မှာရှစ်ပုတ်လောက်ကိုညှိရဲပြီးတော့ပြန်ဒီဇိုင်းတစ်ခုတည်းရနဲ့အဲ့လိုပြန်ပြောကျင်လောက်အောင်ညှိတာဗျာအဲ့လိုမျိုးအဲအဲ့လိုမျိုးဒီတွေကဆိုအဲ့လိုချက်ကြီးအတွက်အရက်တို့ပါတော့ဆိုပြီးအဲ့လိုမျိုးပြီးရင်အဲ့လိုဟိုဒုတိယဒုတိယရဲ့ဒုတိယကိုအုပ်ကူတွန်းပြီးတော့ပိုင်ဆိုင်တဲ့ဟာလေးဒါလမ်းမညံလမ်းမကြီးဖေးမှာပေါ့အဲ့မှာအဲ့အဲ့ဒီအကြောင်းရေးထားတဲ့ဟာလေးဒါခေါင်းစဉ်ညာကျွန်တော်တေချာမေးအဲ့လိုမျိုးဆိုတော့တော်တော်သဘောကျတယ် အစောအများကြီးပါတချို့ကလည်းကောင်းတင်နေရမမှတ်မိတော့အခုပြောချင်တာအခုအဲ့လိုအဲ့လိုပဲအမှတ်ရလာတဲ့ဟာအမှတ်တက်ဘတ်စကာဆိုတော့အဲ့ဒီဟာကိုအမှတ်ရလာလို့အမှတ်ရလို့ရည်ချင်လာရည်ချင်ဒီကျုံးမိလာတာပေါ့လေကျုံးမိပြီးတဲ့နောက်မှာအလုံးလူဘောတဘာဝတွေကိုသွေးမိလာတာအဝုန်းဖွေရဝတ္ထုတွေတော်တော်များများအတီတော်တော်များများဆိုရဲဒီထဲရပါလေဝရုတော်တော်များများကတော့အဲ့လိုမျိုးတွေသူ့တဘောတဘာဝတွေကို တိုင်းနိုင်ထုတ်ပြီးပြတာလားနိုင်ထုတ်ပြတဲ့ပုံမှာ तू ကနည်းနည်းခါလီကျတော့တယောဟန်နေဆွတ်တယ်ဗျာလောကကြီးကိုတယောတယောတာလူတွေကိုတယောတာအဲလိုမျိုးပေါ့လေအားရတော်တော်လေးမိုက်တယ်ပေါ့လေနော်အဲဒီကဒီကဖျောင်းတိုင်းညတော့ဘာတော့ပေါ့နော်အာရှိပါလေတဲ့အများပကြီးဆရာဟိုတော့ရလေးကပကြီးပကြီးဆရာတယောက်အကြောင်းနေရောဘာရောနော်ဆိုတော့သားပါတော့ဒီမက်တစ်ဘတ်စကားကြီးမှာဆိုဘယ်လိုလဲဆိုတော့ ဟိုတစ်သေးတယောက်ပေါ့ဖေခွန်ကတစ်သေးတယောက်ကဒါမန်လေးကသူ့ဧည့်သည်တွေလာမှာပေါ့မန်လေးကသူ့ဧည့်သည်လာမှာဆိုတော့ဒါသူပြောတာပေါ့တော့အာအဲ့ဒါသူနဲ့ဒါဟိုစီဝါလောက်ဖို့ဂိုင်းပတ်တွေပေါ့နော်စီဝါပြက်ဒါအဲ့ MD ပေါ့သူနဲ့သူနဲ့သူနဲ့ဆိုတော့တငယ်ချင်းပေါ့ဗျာနော်မိတ်ဆွေပေါ့ MD လာမှာဆိုသူ့မှာလဲဒါအဲ့လို MD မှာလဲ ဟွာဗျတူမာချောချောလေးကြီးလားမလို့ဘယ်လိုပါနှစ်ယောက်ပါလားဒါပါတော့တူမာလားသမီးတော်မဟုတ်စင်ကျွန်တူမာလေးချောချောနှစ်ယောက်ပါလားတဲ့အရွယ်ရောက်ပြီးသားပဲပေါ့လေအခါမှာကဒါဘယ်ကောင်အိုက်ဦးလေးရပြင်ဆင်တာပေါ့ဗျာနော်အဲ့ဒီလာမှာဆိုတော့ဒါတော့ကကျွန်တော်ဒါခကြီးတွေထွက်ကြမယ်ပါညာပေါ့အဲ့တော့ခကြီးရှည်ကြီးပြထွက်ပါညာအိုက်ခကြီးထွက်ပါပေါ့အဲ့ဆိုတော့ကားကိုငါးစင်းငါးလောက်ထားတာအဲ့လိုမျိုးဆိုတော့သစည်းကသူကအဲ့လိုမျိုး ဟင်းချတဲ့အဖွဲပါမဲ့ကာအဲအဲ့လိုမျိုးနောက်တစည်းကအဲ့လိုရုပ်ရှင်ရိုက်ကူးရေးပါပါမှာရိုက်ကူးရေးအတွက်တစည်းအောက်ထပ်အဲ့လိုတစည်းကကျတော့တရတာအရေးပေါ်အာအာအရေးပေါ်ဆိုရတဲ့ဒါမိုးရွာပါညာတဲဖို့ပြုဖို့အတွက်အရာကြီးတဲကြီးဆောက်ဖို့အတွက်ကအမ်ဘတ်ကာအကာတစည်းပေါ့နော်အဲ့လိုမျိုးဒီရင်တော့အမဲလိုက်ဖို့အဖွဲတတ်တက်ကကားစီဟမ်အဲ့လိုမျိုးနောက်ဆုံးအမတ်တက်ကားကြီးမှာတော့အရှိဆုံးကနေပေါ့အမတ်တက်ကားကြီးမှာတော့သူရဲ့အတူဝေးမှာကအဲသူသူ လုံးဖို့ခိုင်းမယ်သူပါတနာပေါ့မဲတော်ဘသူဆိုလားအဲအဲ့လိုမျိုးသူလိုက်မယ်အဲအဲ့သူကားရဲ့နောက်ခုံမှာကျတော့အဲသူ့ရဲ့အဲသူမနှစ်ယောက်ပေါ့သူသူမိတ်ဆွေရဲ့သူမနှစ်ယောက်ပါမယ်ခချောချောလေးအဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးစီစဉ်ထားတာပေါ့ငားရယ်ပေါ့ကျွန်တော်တို့လေဒါဘလုံးကံမယ်ဆိုရင်လေအဲ့အောင်လေလူစင်းထုတ်မယ်ဟေးလိုင်းရရေးမယ်ဟေးသူတို့ရဲ့ငားရယ်အခုလည်းအဲ့ပဲရအဲအဲ့လိုပေါ့ရာနော်ဟိုကပြော်ခီးထွက်မယ်ဆိုတော့သူပဲဆိုတော့ဒါ ူသူကားရဲ့ရှေ့ဆုံးကဒါပေမဲ့သူ့ဘေးမှာကအဲလိုမျိုးသူသူ့ရဲ့လုံးဖို့ခိုင်မပါမှာအဲ့အန်ဒီပါမယ်နော်ဒီနောက်မှာသူ့ရဲ့အန်အဲ့အန်ဒီရဲ့တူမန်လေးတွေပါမယ်သူ့ကားနောက်အဲ့အဲ့လိုခိုင်နေပါမယ်မော်လေးနော်ဒါကူးနေပါမယ်ဒါပေမဲ့အဲ့ဆော့ဆာထမဲဆိုတော့အဲ့လိုမျိုးသူကစီစဉ်လိုက်တာပလန်ကိုသူ့ပလန်ကိုဟာသူကအလုပ်လုပ်ရင်လည်းပလန်အတိုင်းလုံးဝတည်တည်ကြကြလုပ်တတ်တယ်လို့ဆိုတော့အဲ့လိုမျိုး ပလန်ချတာပေါ့အဲ့ဒါမှတော့နည်းနည်းလေးမြင့်တယ်ပေါ့အုတ်ခုံပေါ်လေးကိုတက်လိုက်တယ်အာအောက်အောက်မှာကားတွေပေါ့ထိုးထားတာစီစီငါးစီကအဲ့မှထိုးထားတယ်ကအဲမိန်ကုန်းဆွဲချက်ချွေတာပေါ့ကျွန်တော်တို့ဒါခေအပျော်ကြီးထွက်တဲ့ကားယူတာထွက်ကြတော့မယ်ပေါ့ဒါအမတ်အမတ်တက်ကငါတို့ပေါ့ဘဒူဘဒူဘဒူငါတို့အဲလာသွားမယ်ခြေဆုံးကလည်းအမတ်နဲ့အမတ်နဲ့ကတော့ဘဒူဘဒူပေါ့အမတ်သုံးကတော့ဘဒူဘဒူပေါ့အဲအမတ်ငါးကတော့နောက်ဆုံးရေကူကြီးကားရတော့အမတ်ငါးမှာပေါ့အဲအဲ့လိုမျိုးလာကြမယ်ဆိုပြီးတော့ အဲ့လိုမျိုးအစီအစဉ်လေးချရတာပါအဲ့လိုမျိုးပြောပြောစရာရှိနေတော့ငိုတာဒါဆွေးနွေးစရာရှိရင်ဆွေးနွေးလို့ရတယ်ပေါ့လေနော်ကိုယ်ကိုယ့်ရဲ့အခက်အခဲတွေပါတင်ပြလို့ရတယ်ပေါ့အဲ့လိုပြောလိုက်တဲ့အခါမှာဒါပထမဆုံးဒါဆက်ရတာဒီသမင်းကြအဖွဲဒုတိယနေရာလိုက်မှာသမင်းကြအဖွဲလာမသိအောင်အဲ့လိုမျိုးဒုတိယကာလေအဲ့လိုအမှတ်နှစ်ကာအဲ့ဆိုဒါလက်ညှိုးထောင်လိုက်တယ်ပေါ့ ကျွန်တော်တို့ကပေါ့အမတ်နှစ်ကပေါ့ဥပဒူပေါ့ကျွန်တော်တို့ကအမတ်အမတ်နှစ်ကကနေနောက်ဒုတိယကကနေပေါ့လိုက်လို့မဖြစ်ဘူးပေါ့လေထမင်းချက်အမှာဆိုတော့ဒါဒါအာဥလေးဥတို့ဘာတို့ဒါချက်ပြုတ်ပြီးစားတော့မယ်ဆိုတော့အစင်နဲ့အဲ့ဒါတွေလည်းအစင်နဲ့စားလို့ရအောင်တို့ဒါထမင်းချက်အဖွဲကအရင်ရှိပါသွားဟိုလို့တယ်ပေါ့အဲ့ဒါမှလာစောစီစီချက်ပြုတ်ပြီးတော့ဒါဟိုရောက်တဲ့အခါအစင်နဲ့စားနိုင်မယ်ပေါ့ဆိုတော့အဲ့ခါကျအဲ့ခါဟိုမှာအဲ့ဥလေးရဒါစီစဉ်နေဥလေးရ ဟာအေးအဲ့လိုလည်းဟုတ်တာပဲကွာလေနော်ဒါမင်းပြောတာဒါဟာကျူဟာပေါ့လေနော်ချိနောက်ညီညွတ်တယ်ပေါ့ဒီနောက်ဒါဖြစ်တင်နေဆိုအေးအဲ့ဆိုရင်ငါတို့မင်းတို့ကအခြေသွန်းအောင်တွားမယ်ငါတို့ကဒုတိယကာပေါ့နော်ငါတို့အမှတ်တကရဒုတိယကာပေါ့နော်အဲ့ဒါလေးလိုက်မယ်ပေါ့အဲ့ဒါပဲအဲ့လိုပြောပြီးအဲ့အဲ့ဆိုရင်ကဲဘယ်သူမေးကြရှိသေးလဲဆိုနောက်ထပ်အဲ့အမှတ်အမှတ်၃၅မြောက်ကလည်းအာကျွန်တော်တို့ကပေါ့ထမင်းကြဖွဲမှာခြေသွန်းအောင်တွားရင်ထမင်းကြဖွဲ ထမင်းချက်ဖို့ရတော့ယာယီတဲကြီးပါလုံမယ်ပေါ့အယာယီတဲလိုတဲ့အခါသူတို့ကလည်းထမင်းချက်ဖွဲ့ရဲ့ရှေ့ရတောင်းပါလေပါဖို့လိုတယ်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာအေးတဲ့ဟုတ်တယ်တဲ့မင်းပြောရလဲဟုတ်တာပဲတဲ့အဲ့လိုမင်းပြောရလဲဟုတ်တာပဲကွာတယ်နော်မင်းတို့ကဒါအေးပေါ်တယ်ပို့ပြီးဒါတင့်လျော်တယ်လေဒါတင့်လျော်တဲ့ဒါဟိုဆွေးနွေးမှုပဲပြောဆိုမှုပဲအေးအဲ့ဆိုမင်းတို့ကထမင်းကြက်အဖွဲကတွားပေါ့ပေါ့နော်အဲ့ထမင်းကြက်အဖွဲကရှေ့ဆုံးကဒါ ဟာ I'm sorry ဒါဂျာရိုက်တဲထိုးတဲ့လူကရှင်းဆုံးဖြစ်လိုက်ထမင်းကျက်ဖွဲ့တဲ့ဒုတိယပေါ့နော်ပြီးရင်အဲ့လိုမျိုးသူတို့ကတတိယကားနေပေါ့အမေတကအဲ့လိုမျိုးသွားမယ်ဆိုပြောပြရရတယ်အနောက်ကကျတော့လေအာနောက်ကအဲ့လိုပဲသောကတက်ပြန်ရတယ်အဲ့လို၃၅မြောက်၄၅မြောက်ပေါ့လေစတဲ့အဲ့၃၅မြောက်ကကျတော့ကျန်တာပါကဆိုဒီကအာအမဲပြစ်တဲ့ဖွဲ့အမဲပြစ်တဲ့ဖွဲ့ကလည်းဗာလဲဆိုအဟာတဲ့အာသူတို့ကလည်းတော့စိတ်တော့မကောင်းပါဘူးတဲ့ကျွန်တော်တို့လည်း ဆွေးနွေးစရာပြောစရာရှိလို့ပါတော့ဆိုအေးပြောတယ်ပြောတယ်အေးစေးလွတ်လပ်ပြောဆိုတော့အာတဲ့သမင်းချက်အဖွဲကအော်ဗောဒီရိုက်တဲ့ထိုးတဲ့လူတွေကတဲ့ဒါခြေစွမ်းသွားတယ်ဗောဒီသမင်းချက်အဖွဲကဒုတိယနေရာတဲ့ကျွန်တော်တို့ကတဲ့သူတို့ထဲတော့တဲ့နောက်မကျအောင်သွားမှရမှာလဲဘာလို့ဆိုတော့တဲ့သမင်းချက်ဖို့အဲဆိုတာလဲတဲ့ဟိုအမဲပါညာအရင်ရမှာဗောဒီနော်အစဉ်ပြေမှာဗောအဲ့ဆိုတော့သူတို့ကအရင် ရှင်းရနေမဲအမဲလိုက်နေရမှာပေါ့အမဲလိုက်ဖို့အချိန်ကြီးလဲကြာမှာပါညာဆိုတော့သူတို့ကဟိုရှေ့သွန်းနေသွားတယ်မှာအေးဒါလည်းဒါလည်းတင့်လျော်တာပဲတဲ့အဲ့လိုနဲ့နောက်ဆုံးနောက်ဆုံးပဲကဲတဲ့မင်းတို့ကျန်တဲ့၃ကြီးကတော့ရှေ့သွန်းကပေါ့ပေါ့လေအစင်းလိုက်သွားကြပေါ့ငါကတော့ဒါလေးကားမြောက်ကနေလာမယ်အားတို့နောက်မှာဒါဘူရိုရိုက်ကူးကြီးအဖွဲ့လာမယ်ပေါ့ဘူရိုရိုက်ကူးကြီးကလည်းလက်ထောင်နေတယ်ဘူရိုရိုက်ကူးကြီးဆိုတာကတော့နောက်ကနေရိုက်လို့မကောင်းဘူးလေဒါ နာနာလေးရိုက်လို့မကောင်းဘူးတဲ့ခြေရနေတဲ့ရိုက်မှရမှာဆိုတော့အာဦးလေးတို့ရဲ့ကားရှိရနေပေါ့သူကရိုက်ရမယ်ဆိုတော့အေးအဲ့ဒါလည်းဟုတ်တာပဲပေါ့ကွာမဟုတ်ရင်ငါတို့နောက်ကျောတွေပဲမြင်နေရမျက်နှာတွေဘလို့မြင်ရမှာလဲတဲ့ဒါကဒါရိုက်ကူးကြီးကအရေးကြီးရတယ်နော်ပြီးရင်ကျွန်တော်တို့ငါတို့ဒါကအမတ်တရအဖြစ်ထင်ကြံခဲ့မဲ့အရာတွေပဲဆိုတော့အေးပါလေရက်ဆိုတော့အာနောက်ဆုံးမှညသူတို့ကဒါအမတ်တစ်ဘတ်စကားရတော့နောက်ဆုံးကငါးစီးမြောက်ကနေပေါ့လေနော် အဲ့ဒါအားလုံးပြောမယ်လေဒါအမှတ်တဲ့အဖွဲ့မှာဒါထားပါတော့လေဒါအမဲလိုက်တဲ့အဖွဲ့ပေါ့အမှတ်တဲ့အဖွဲ့မှာဒါဒီစားတဲ့ပြင်ပေါ့လေနော်အစင်လိုက်ပြီးပြောတာရယ်နောက်ဆုံးအာပြီးရင်လည်းငါတို့ရှိမှလာဘရိုရိုက်ကူးရေးပေါ့နောက်ဆုံးကတော့ငါတို့ငားရဲတဲ့ငါပေးမှာကအာတော်ဘဒူပေါ့နော်အဲ့တူတူမမြောက်ကရဲအဲနောက်မှရဲတဲ့ကဲတာပဲဆိုပြီးအဲ့လိုမျိုးပေါ့လေဘုတူကအဲ့လိုစုံတက်တာဟုတ်လားအဲ့ဒါအဲ့ဒါအဲ့လိုမျိုးကဘယ်လိုလဲဆိုတော့ အဲ့ဒါကြီးကြီးလာပြီးဟိုဟာခေါင်းစဉ်ကြီးစဉ်းစားလိုက်နေရည်ချင်းရည်ချင်းများပါလေနော်ပြုံးမိတာပေါ့အမတ်နာမည်ကအမတ်တဲ့ဘတ်ကားကြီးတဲ့အဲ့လိုမျိုးတွေတဘောတဘောဝါးနော်ရှိရဲ့အခါကြစဉ်းစားကြရတယ်ပေါ့နော်ခါကြတော့လေသူကဗျအရန်ကြီးလဲသူများတွေဇောင်းကတက်ခွန်လဲပေးလို့မရအောင်เนาะကိုပြစ်ချင်တာလေးပြစ်ချင်ရနည်းနည်းတော့အတ္တကြီးတွေကြီးဖို့လိုတဲ့ခါလဲလိုတယ်เนาะဆိုတော့ကမဘလို့လဲဆိုတော့ ဒါပေမဲ့အချို့ဟာတွေကြတော့လဲဟိုဒီနဖြစ်ချင်တာနဲ့ကောင်းတော့ကဖြစ်တင်တယ်လို့တွေးနေတာနဲ့တခြားစီပဲနော်ဟာအဲ့ဒါပြောတာကအမတ်တက်ဘတ်စကားရတယ်နောက်ဆုံး၅စီးမြောက်မှာဖုံလုံးထဲမှာလုံး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 အဲ့လိုရေးတာကျေးဇူးပါနော်အဲ့လောက်ပါပဲနော်